နှခါလေးကောင်းလိုက်တာနှခါရရင်လည်းကြည့်အောင်ဟုတ်တနခါမြန်မာမျိုးသမီးတွေဖို့လှပအတွက်ရောကျမ်းမာရေးအတွက်ပါအရေးပါတဲ့တဘာဝပေးတဲ့လက်ဆောင်တစ်ခုပါဒီလိုကျမတို့အတွက်အရေးပါတဲ့တနခါပင်တွေကိုအဓိကစိုက်ပျိုးထုတ်လုပ်နေတဲ့စကိုင်းတိုင်းဒေသကြီးမုံရခရိုင်အရာတော်မြို့နယ်ကတနခါစိုက်တောင်သူတွေရဲ့အခြေအနေကိုဒီဒီဘက်ခစ်တက်လရအစီအစဉ်ကရိုက်ကူးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင် နီးပါးတနခါချန်တွေကိုစိုက်ပျိုးနေပေမဲ့လက်ရှိချိန်ထိအမြင်မရရှိသေးတဲ့အရာတော်မြို့နယ်အမှတ်3နယ်မြေတွေကကိုစန်းထူးရဲ့တနခါချန်တွေကိုရိုက်ကူးတင်ဆက်ပေးမှာဖြစ်ပါရဲ့ရှင်ငယ်ငယ်တော့ဖေမေကထမ်းတတ်တယ်ဗျထမ်းတတ်တော့မှထမ်းဦးကောက်ရတာပေါ့နော်ထမ်းဦးကောက်ရင်းနေတယ်ဖြည်းဖြည်း နည်းနည်းတောင်သူဘက်ပြန်ပြီးတော့လောရတာပေါ့အဲထပင်မောကနေအသက်ကြီးတော့ထပင်မောမတက်နိုင်တော့တောင်သူလောရတာပေါ့တောင်သူလောရင်းနဲ့အခုဖြည်းဖြည်းကြီးမားလာတဲ့အချိန်ကကြတော့ဒီနောက်ပိုင်းကျတော့ဒီတနခါခက်တရပေါ်ပေါ်လာလဲရှေးပင်နေရှိတယ်မကောင်းကြတော့ပြန်ဖြတ်ပြကြရလေဖြတ်ပြတဲ့အချိန်ကမှလူတိုင်းကဒီမျိုးကောင်းတယ်မကောင်းဘူးဆိုတာပြောနေခက်ကပေါ်လာတော့မျိုးစည်းတွေပြောင်းတာပေါ့သူတို့အပင်အောက်ကျသွားပြီဆိုတော့ စေးဖြန့်ပေးပေါ့မြေဆွဲသွားတဲ့အချိန်ကမှစေးတလားနှစ်ကြိမ်နှစ်ကြိမ်ပုံမှန်ဖြန့်ပင်ဒီအပင်ဒီထောင်တက်လာတာသူကသုံးနှစ်သားအရွယ်ရောက်မှညီစီမြေဩတာကျွေးတာမတက်နိုင်တော့ပေါ့လေမဖြစ်ဘူးပေါ့အပင်မအောင်မြင်ဘူးပေါ့စင်းရနွားနေတော့ခုနလိုကိုထင်တိုင်းမပေါ့ဘူးပေါ့ပြုစုစိတ်မတက်နိုင်တာပေါ့တိုင်းတိုင်းမြေကြီးကိုဆိုက်ထားပြီးတိုင်းတိုင်းမြေပြစ်ထားတာလေအပင်ရှိရင်ပြီးရောဆိုတဲ့ပုံစံမျိုးနဲ့ နှစ်တည်းတားရှည်သွားတာပေါ့ဟိုကိုစားဖို့ကလည်းအပြင်ထွက်လို့နေရဆိုတော့လေဒီတနခါပင်အတွက်လဲခုနလိုမပြည့်စုံနိုင်ဘူးပေါ့အဆောင်ရှောက်နိုင်ဘူးပေါ့ဒီဟာကိုရဲ့အင်အားမရှိတော့လေထရေးဆိုလဲခုနလိုကြံတဲ့ခြံနေနဲ့ရှင်ကြည့်လိုက်ရှုပ်ရှက်ခန့်နေပါလေသူကဘေးကူလီလောက်တဲ့ဆိုလဲဒီတနခါလောကထဲမှာပဲဟိုဟာလောက်ရှိပါပဲ ပယ်နှစ်လောက်ရှိပါပြီဝင်ငွေရတော့တနည်းလေးပေးဖို့လေးပါလေးဖေးရှာလိုရတာပေါ့ကိုဥဒါကိုရမှုနေကိုကလက်တွေ့စားရမရှိဘူးလေအဲကို စားရရလောရတဲ့ကိုဘေးလေထွက်လို့ရသေးတယ်အားတဲ့ချိန်မှာနဲ့ပိုင်းကိုသူများကလုံးမဲ့ဆိုရင်ကိုကစောကြည့်တာဝိရိယလေးနဲ့ စီတပုံးတက်နိုင်တက်နိုင်နှစ်ပုံးတက်နိုင်အလုံမသွားခင်လေခုခုဖျန်းရတာပေါ့ချိန်လေးကိုအလုံမသွားခင်လုလို့ရတာပေါ့လို့သမားငါဘူးငါလို့လေခုနလေကိုပဲရှိတာလေကိုသားလေးကိုဖြည်းဖြည်းလေးဟိုပြပြဘေးငါဘူးဘယ်မတက်နိုင်တာပေါ့တပင်းပြီးပြီးနှစ်ပင်းပြီးပြီးပဲလုံနေရလေစိမဖျားနိုင်လို့ပို့ကြည့် မိသားစုလိုက်ဆိုပေါ့9ယောက်ပေါ့သာသမီ3ယောက်နဲ့ဆိုတော့အကြီးဆုံးကခုနလို10တန်းကြပေါ့ဗျာအခုအလက်ကလေးကတော့ငါ4တန်းပေါ့ငယ်ဆုံးကတော့တန်းရှိပါသေးတယ်အဲ့ဒါလဲဟိုဟာကိုနဲ့အမြဲတမ်းမနေရဘူးရွာထဲမှာသူ့အမေကြီးနဲ့နေရတာဒီလိုဒီတွင်တူမယ်လို့အလှူပေးမယ်လို့စောစောရည်ရွယ်ထားတာကိုစောစောဆိုင်ပါသေးတယ်မတဲလို့မတဲတဲ့ခိုင်မှာကို့အပြင်ကနွားလေးရတဲ့ရှိသေးရဆိုတော့အဲ့နွားရောက်ပြီးတော့ အလှူလေးပေးရတာပေါ့ပေးလုပ်ငန်းလုပ်ရင်းလုပ်ရင်းအဲ့နွားလေးတွေကခုနလိုစုထားတာစိုက်ထားပြီဆိုတဲ့အချိန်မှာကိုကသူများလိုချင်သလိုလဲယူလို့မရဘူးကိုရဲ့အပြင်ရဲ့တန်ချေးကိုနှိပ်ပြီးတော့ရောင်းရတာပေါ့ရတဲ့ဟာကိုကအမြတ်ပဲပေါ့ကိုလူအရင်နည်းနဲ့တွက်ထားလို့တော့မရဘူးပေါ့ဘလောက်ကုန်တယ်ဘလောက်ဟိုကပြည့်တယ်အဲ့ရတွေတွက်ချိန်လည်းမရှိဘူးပေါ့မနေ့လင်းကိုကဘေးအလုပ်ထွက်သွားဆိုတော့ကိုပင်ပူးကြတာလားကြတောင်မှကြည့်ပြီးတော့ မြင်ုံမဲ့ရှိတာဖြန်းနေရဆေးဖို့မရှိရနဲ့ဘေးထွားထွက်လို့တခါကျတော့လည်းဖြန်းပါတယ်သူများတလားနှစ်ကြိမ်လောက်ဖြန်းတယ်ကိုကခုနတနေ့မှသုံးကြိမ်လောက်ပဲဖြန်းမိတာကိုရှားတယ်ဘာလုံးအောင်ရှိဘေးကူလီနဲ့ပဲဟိုပြီးတာပါပဲဒီကြားမှာပဲပင်နေပါလေစိုက်တယ်တနခါတန်းကြားထဲမှာဒီပဲပင်ကခုနဘယ်လိုပြောမလို့တော်သားတော်လာဟိုပြောလို့စီဝါဖြစ်တော့ဆိုင်ဟုပေါ့ဗျာ ဒီတဲတဲ့ပဲစင်းတို့ဘာလို့စားရင်တည်းစိုက်ထားတာစိုက်တဲ့အတွက်ဒီတဏခါကြံနဲ့စိုက်တဲ့အကိုတဏခါပင်တော့ထိခိုက်တာပေါ့တဏခါပင်တော့အမဲအစာကိုပဲပြန်နေပြီးတော့သူလူစားတာပေါ့တဏခါပင်လည်းဒီလိုကြားစိုက်တဲ့အမှာတဏခါပင်တော့နာတာပေါ့ပဲစင်းလေးမှစားစားဆိုပြီးတော့စိုက်တာပေါ့ဒီလောက်ကလေးနဲ့လည်းမဖြစ်မြောက်ဘူးလေသူကရောင်းလည်းမစားဘူးကိုအိမ်စားရုံလေးတင်ကြားညှက်စိုက်တာဟင်းတစ်ခွက်မှရရဆိုပြီးတော့တော်ရဲနေတော့ ိုက်ပုံစံမျိုးနဲ့စိုက်တာကိုဒီလူငါဘေးအလုလို့ရင်းနဲ့သူ့ဆောင်ပြီးတော့ရှားတာပါတဏခါကြံထဲမှာတဏခါဒက်တူးတို့တဏခါသေးဖြန်းတို့ဟွာဘောဒီကနွေပိုင်းဆိုရေပေးပါညာပေါ့နော်တဏခါနဲ့ပတ်သက်တယ်ဟွာပြင်းဒဲဖြင်းတို့ပေါ့အဲ့လိုကနေလုလို့ရင်းနဲ့ပြာစုပြီးတော့ယူထောင်လာတာပဲကလေးတွေတော့သွားလိုက်လာလိုက်ပါပဲခုနကလို့ ကျောင်းကလည်းခုနကတော့နေသွားလာတာခက်ခဲလို့မို့လေမြို့ထဲတွေနေကြတာပေါ့မြို့ထဲကနေကျောင်းလိုက်တာပေါ့လေမြို့သမီးကတော့အခုကဘေးကလှုပ်လှုပ်ထွက်နေပါတယ်ဒီဟွာပေါ့ကူလီပါပဲဒီတနခါကြံနေကြက်ချီကျွေးတွေကတော့ခုနကလို့ကြက်ချီကျွေးနေကြပေါင်းဆောင်ပေါ့ပေါင်းတင်တဲ့ချိန်ခါကြပေါင်းတင်ပေါ့ကျွန်တော်တို့လင်မယားနေအောင်လို့ခြံမလှုပ်လှုပ်တယ် ဒီလုံလုံရတဲ့ဟာလေးနဲ့ကျွန်တော်တို့တနခါကြမှာဒီဖြန်းတဲ့နေရာလေးဖြန်းပေါင်းတဲ့နေရာလေးရှိရပေါင်းတင်ပေါ့ဗျာတနခါကြတဲ့တဝက်လူတဝက်ပေါ့တနခါဆိုင်ထားတာတနခါဟိုလေကိုကပြုစုပြုဆောင်နေတော့ကြတော့မိသားစုစောင့်နေတယ်မပြေလဲတော့ကြတော့

စင်မပြေတော့ကြည့်ကြောက်များကြတာပေါ့လက်ထက်မှာပစံရမရှိမိုးတွေအရွာအဲ့မှာရှိတဲ့ရင်ကခဏခဏတစ်ဖက်လှဲ့ပအောင်ပြုတ်အောင်ဆိုငှားပြောဒီလိုသုံးဆွဲရတာပေါ့ယောက်ျူတွေကတော့တဏခါနဲ့ပတ်သက်လို့ကတော့လူသာတည်တည်သွားမယ်တဏခါအတွက်ကတော့မလျှော်ဘူးဗျရှေ့ဟွာ နိုင်ငံတော်ဒီကဖြစ်မှသာပြည့်ရင်လေသူကနဲ့သူကအလေးပေါက်ဆိုရလဲခုနလိုသူတို့တူးမိန်လဲသူကလိုလိုပေါက်စာကိုသူတို့ဘာနဲ့လာတူးရင်တူးလိမ့်ပေါ့ဗျာကျွန်တော်တို့ကတော့မတူးဘူးသူတို့ကတော့ပြည့်စုပြည့်ထောင်ထားအောင်မှာပဲတဏ္ဍာအတွက်ကတော့ကိုစန်းသူကတော့အရင်နီးမတက်နိုင်တဲ့အတွက်သူ့ရဲ့တဏ္ဍာချန်တွေကိုတေချာမပြည့်စုနိုင်ခဲ့ပါဘူးဒါပေမဲ့လည်းသူဟာတနခါချံမှာရရှိလာမဲ့အကျိုးမြတ်တွေကိုမျှော်လင့်ရင်းဆက်လက်လောက်ကင်သွားမဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးခဲ့တာပါရှင်။

ယူကောမျိုးစဲရှယ်ဟိုရအောင်အရင်စပြီးတော့သူစဖြန့်ဖြူးပေးဖတ်တယ်ပထမနေ့တည်းကျတော့ဟိုယာခင်းနေရတဲ့တောင်သူတွေရဲ့လုပ်ငန်းစဉ်တွေထဲမှာဘိုးဘေးပြင်ကတဲ့ပေါက်လာတဲ့လေချပေါက်ပေးတယ်ဟိုစပြီးတော့အဲဒီစောင့်လာတာစောင့်လာရင်စောင့်ရင်းစောင့်ရင်းကတည်းကတဖြည်းတဖြည်းအဲဒီစောက်လာတဲ့ပေးတွေထဲမှာဒီပင်နဲ့ဟိုပင်ကတားတယ်ဟိုပင်နဲ့ဟိုပင်ကတားတယ်တားတရအတားတယ်ဟိုလိုဆိုရင်တော့ခေါင်ကောင်းစတဲ့ကောင်းတဲ့ပင်ကိုရွေးချယ်ပြီးတော့မှပထမယူလိုက်တဲ့မျိုးကလည်းအဲသူစွမ်းတဲ့သူတော့မဆိုးဘူး သူတက်လိုက်တဲ့ဟာလေသူဆွမ်းတဲ့သူတော့မဆိုးဘူးအဲတတိယဆင့်လိုကမျိုးပေါ့ဟိုလိုဆိုရင်ကတော့တတိယဆင့်လိုသာဆင့်ရတာပြောပြရတာသရဟပဲနေတဲ့ကျတော့သူကသူ့ရဲ့ကောင်းတာမရှိတော့တဲ့ဟာကိုသူကပထမဆင့်လိုသူကပြန်ရောက်လာလေအဲ့လိုပထမဆင့်မျိုးရောက်လာတဲ့ဟာတွေကြမှာဒီမျိုးဒီမျိုးကိုတခါရခင်းနဲ့ရွှေ့ပြီးတော့စိုက်ပြုတ်ကြည့်တာစိုက်ပြုတ်လိုက်တော့စိုက်စိုက်ပြုတ်လိုက်တဲ့တဲ့ပိုင်တဲ့မှာသူ့နေတဲ့တခါတဲ့ဟိုသူ့နေပြီလို့ပြူရတခါတဲ့မြန်လာတော့တာသူ့နေပြီးပွင့်ပြန်တဲ့တဲ့ပိုင်တဲ့ကျတော့တခါသူ့ထက်ကတိပေါ့ငါးနှစ်ပြီးပြီးတော့ကြက်ဇေကွက်ဝင်လာတာ အဲ့ကြောင့်ခဏသေးတော့ပြလို့ရှိရင်ဒီဝက်ပေါ်နေပြီကုလွန်တဲ့ချေရောက်ဆောင်တဲ့ဆန္ဒမျိုးဖြစ်စီအတွက်ကြောင့်မို့ဒုဟာဒီတရဟမျိုးဟာခေါင်ကောင်းသောမျိုးရွေးပြဆက်လိုက်တော့ဟိုသူ့ရဲ့တာတဲ့ပင်ရှိသေးလားဆိုပြီးတော့ဆန့်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 ကြည့်လိုက်သေးတယ်အဲသူ့မိသက်ပင်ဟိုတော့ရှိတယ်ပွေပါလာမိသက်ပွေထူပွေတဲ့ဖြတ်လျှောက်ဇောင်းတဲ့ခောက်ထူဆိုတဲ့ဆန္ဒမျိုးဖြစ်မလာဘူးအဲအဲ့လိုမျိုးဖြစ်မလာသေးတဲ့ကြောင့်မို့ပွေလဲတဲ့ရမယ်ဖြတ်လဲလျှောက်ရမယ်ဇောင်းကလည်းနှဲ့ရမယ်ခောက်ကလည်းထူရမယ်ဆိုတဲ့မျိုးတို့တင်တဲ့ကုစားဥသိမ်မျိုးဆိုပြီးတော့အဖြစ် ိုးနေနေကြအဲ့ဟာကိုခုဟိုဖြန့်ဖြူးပြီးတို့ကရောက်ချပေးနေပါတယ်တို့နေနေကြလို့လေအဘငငယ်တော့တောင်ယူကနေဖြတ်တန်းလာတယ်ဒီတဏှာမျိုးစေ့ကိုဘာဘလို့လို့ရှိလာတယ်အဲ့ဒါလေးတွေ့ကြရပါအဲ့အဲ့ကြတော့စပရမပိသားကြခုနပြောတောင်သူဘွားတောင်သူဘွားကနေပြီးတော့ဆိုတော့ချင်းတောင်သူလို့ရင်ကတော့ရတော့ရမယ်တောင်သူထဲမှာတိတတိချဖြစ်နေတယ်လေတို့အဲ့ရဲနောက်ဟာတွေကြတော့တစ်ခါပြော မိုး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 ပြီးတော့ဒီမျိုးရလို့တွေ့ကြမှုလည်းဖြစ်အောင်ကိုကဲသူကြံတဲ့တောက်သူတွေလည်းသူကပုံမှုဖွင့်နိုင်အောင်ဆိုပြီးတို့တင်တဲ့ကြအားလေးတွေအားလေးတွေတခါတည်းတို့ချက်တို့ချက်စိုက်ပြိုးတယ်တို့ချက်တို့ချက်စိုက်ပြိုးရနေပြီးတော့ဒီတောင်သူကကဲရွေးမိုးကောင်းရေရှာနေဖြစ်တော်လကောင်အဲတောင်သူနေထားနေတဲ့တစ်ဖက်တစ်လမ်းကထမ်းဆောင်မှုနဲ့တော်လည်းကိုအဲ့ဟာမျိုးတွေဖြစ်လာရင်ဒီတရခနေတဲ့ဆိုရင်ပူမူပူမူပြီးတော့တို့ချက်ပြီးစိုက်ပြုတ်လို့ရှိရင်ဒီတောင်သူတွေရဲ့ဟိုပေါ့ပမ္မိုးထောက်ကမ်းမှုရမယ်ဆိုရင်အမြင်မျိုးနဲ့မတို့နေတဲ့အလိုလိုပေးစားပါ ။အမျိုးလေးတွေကသူလေးဆေးရတစ်ပတ်လောက်လောင်းပေးလိုက်လို့ရှင်ကတော့ခံရတော့ပါဆေးရတစ်ပတ်ဆေးရတစ်ပတ်လူရောက်လာလို့ရှင်ခံရတစ်ပတ်ဒီလိုရာသီကြတော့ဆေးရတစ်ပတ်အဲဒီခွာလဲရောက်ရောရေလဲပေးမယ်ဆေးလေးလဲပက်လိုက်မယ်ဆိုညွန်လေးတွေတစ်ခါညွန်သိပေါ်လာတော့ပါ။ ေးချေးပြန်မလဲလိုက်အလုပ်ထိုင်တယ်ဘောင်ဖြူကနေပို့ကြထုတ်ထမ်းမှာခရတဲ့မြို့တီထဲပြိုးပြိုးစက်ခဲ့ ငွေအားဒီကိုတခါတည်းနဲ့တန်းဆောင်မှုရှိအောင်ငားလာပိုင်းတော့ရောက်လို့ရှင်အဲ့ကြလာတဲ့မိုးရေကြလာတဲ့တဖန်တဲ့ကြမိုးမီပြူဆဲတဲ့အရာဆိုတော့တခါတည်းအဲ့ဒီမိုးနွေကိုရေလောင်းပြီးမိုးပူထားတဲ့ဟာလေးတွေကိုညစားပြီးတော့တို့နေတဲ့အလေးတွေဆက်ပြုတ်ပေးတယ်အဲ့ဆက်ပြုတ်ပေးတဲ့အချိန်ကနေတွေ့လိုက်တော့အဲ့ဆက်ပြီးသားထဲမှာအဲအေဘီလာ ဟွာကနေတဲ့ချင်းရွာတဲ့ခါလဲရွာတယ်ဒါပေမဲ့မေလံမိုးကရွာများပါတယ်မေလံနဲ့မေတမအေပီမေဇွန်ဆိုအဲဇွန်လားလောက်ဒီရောက်ဒီဟာရောက်တဲ့ချိန်ခါမိုးကိုဖြန်းဖြန်းကြလာတဲ့ချိန်ခါပေါ့လေကိုယ်ဆိုင်ပြီးသားဖြစ်လိုက်လို့ရှင်အဲ့ပင်ကကြတော့သူကဆေးလေးကောက်ွယ်ဆေးလေးလောက်တည်းရန်ထားလိုက်လို့ရှင်တခါတည်းသူ့ဟတဲ့သူသုံးလာဖဲလောက်နဲ့တထောင်လောက်ရောက်လာတယ်အဲ့ပဲချိန်အောင်ရောက်ပြီးဆိုမှဟိုဘက်ကြမှာတခါအဲမိုးအားနေလေရေကူမှုပေါ့မိုးကများရင်လည်းများတယ်လို့ပဲဟုတ်ဒါတေချာယူဆရတာပေါ့နော်အဲအဲ့ကြတော့လူကလည်းယူဆရတယ်ပေါ့ဘာလို့တော့ဆိုတော့ စာကောင်းမှနှောက်သိချရွှေသားပင်ပုံရေးလွာဆိုရလို့စာကောင်းအောင်လုပ်ထားလို့ရှင်နှောက်ဟာတော့ချေကသေးချင်းကိုယ့်ဘက်ကနေပြုစုဆော့ချော်လုပ်ပေးရပါတယ်အဲ့လိုကတဏ္ဍာမျိုးစေးစားတွေ့တာကဟိုဒါအလေးစားပောက်တာနဲ့စားတွေ့ပြီးဗိုင်းစမ်းသက်လှုပ်လာတာလားမျိုးစေးအဲမျိုးနေထားနေနေရတော့သူကအလေးစားပောက်ကဲပင်ဟာဒူရဒူရပောက်လိုက်မြတ်ဆိုသူမျိုးတော့ရှိတယ်ဘွတ်ဖြတ်ချောက်မျိုးစားနှစ်နံပါတ်ကကြဘွတ်အလက်လောက်ဟာမျိုး ဲ့နောက်ပဲဆိုကြတော့လူအလူပေါင်းလိုက်မယ်ဆိုရင်မျိုးတွေပေါ်တော့ညာလည်းပဲအလေးပေါက်ထွေးရနေပြီးတော့သုံးမျိုးသာလင်းအဲလူသုံးများတဲ့သုံးမျိုးထဲမှာတခါနောက်ပဲဆိုကုလူဟာမျိုးကြတဲ့ရှယ်ဟာရှယ်တဲ့တဲ့ပဲသူကအပြုပါတယ် ဝေးပါတဲ့ဟာကြတော့၃ခါဆွဲရတာကြတော့သူကဘယ်လိုခေါ်မလို့ပြောမှုများလို့ပြောရင်ကတော့စီကျဲတော့စားသုံးမှုမခံဘူးပေါ့အဲစီအလတ်လောက်ရောက်လို့ရှင်ကတော့စားတာ၃ခါစားကြတော့အဲတင့်တော့သုံးမှုခံပြီလားဆိုပေါ့ဝေးထူလို့ရှင်၃ခါတဲ့ဟာကြတော့တရှိအဲဈေးမတူသလိုပွေးလည်းမတူသလိုအဲရောင်းရတဲ့ဈေးဝက်ကြတော့လည်းသူကအမြင်ဆုံးဖြစ်နေပါသေးအိမ်မလေးရဲ့ သူတို့ခါပဲမပြည့်စုတော့တချို့ကကြတော့မစားဘူးတို့ဘာလို့ပြောကြလဲလို့ဘလို့ဒီလောက်ဟာလည်းမမှန်ဘူးလို့ဘလို့လုံးဒီလောက်ဟာမမှန်တယ်လို့ပြည့်စုဆောက်ချောင်းဘောလည်းမမှန်တော့ဟိုသူများကငန်းနဲ့စားရတယ်ဆိုလို့ရှင်တို့ခုနှစ်နှစ်ရှိပြီခုနှစ်နှစ်မစားရသေးဘူးအမစားဘူးသာပြောတယ်ဆိုသူတို့ကဟိုပြည့်စုဆောက်ချောင်းဘူးမှမရှိပဲနဲ့ဘူးညနံပါတ်ကမြို့နှစ်နံပါတ်ကမြေအသေးဆိုလည်းထွန်လာအဲသေးလေးနံပါတ်ကျတော့ဆေး ငါနဲ့ဘက်ကကြတော့မြေစီမြေကွန်ကျွေးဆိုတာကြတော့ခုလိုအောက်ကနေပြီးတော့သဘာဝဆွေဒီလိုသားတဲ့သဘာဝဆွေရောက်တွေပဲ ဒီတနခါလောက်ကရီတို့တက်လာရောအဘာအနေနဲ့ဘာတွေအကြံပေးဖို့ရှိမလဲဘာတွေဆက်လုပ်ဖို့လိုအပ်မလဲအေးအေးအဲ့ကြတော့တို့ဒီတောင်သူတွေနေနေဆိုလို့ရှင်ကတော့ပတ်စံရှိတဲ့လူရောမရှိတဲ့လူရောတနခါဆိုင်တဲ့လူမှန်တယ်မဲတနခါဆိုင်တောင်သူလူပဲပြောရမှာပေါ့လေအဲ့ကြမြေလူမြေရရှိလို့ရှင်လေအဲ့မြေလူမြေလိုက်နေတဲ့မှာတန်းကျဲကျဲဆိုင်တန်းကျဲကျဲတဲ့မှာကိုယ့်ရဲ့ဒီသားသူရဲ့ပြည်နဲ့ဝန်သာလဲပြေးအောင်ထဲထဲမှာလဲတိရတိညာဖြစ်နေစိုက်ပြရတဲ့ဟာတွေအဲ့လေးတွေစိုက်ရမယ်ဆိုရင်တောင်သူတူချင်းဒေါ်လာကောင်းနိုင်ငံဒေါ်လာကောင်း ဖွပြိုးမှုတိုးတက်မှုလေးတွေတော်တော်ပွားထိုင်လာဖို့မနေရဲ့အဲလီယာတော့လေတို့အနေနဲ့ကျအဲလောက်ပဲတို့ကြံ့ကြံ့ပေးနိုင်ပါသေးချာဆိုင်ပြိုးရင်ဆိုင်ပြိုးတလောက်ဖြစ်တော့ ਨੇ အပွေးကောင်းမင်းအနက်မွေးတဲ့တဏ္ဍာရုံတွေကိုရရှိမှာပါအဲ့ဒီတဏ္ဍာရုံတွေကိုရရှိဖို့အတွက်တဏ္ဍာပင်ဆိုင်ပြိုးနီးစနစ်တွေကိုတင်ဆက်ပေးကြတာဖြစ်ပါရဲ့ရှင် ဒီဒီသမာဟူစာဟုတ်နေရတို့လည်းဘာမှအာကိုးစရာမရှိဘူးเนาะကျမ်းမာရေးတာသမီးကြီးတွေပညာသင်ကြားရေးတွေကလည်းကျွန်တော်တို့ဒီတဏ္ဍာလေးကနေပြီးတော့ဟိုဘဝရက်ဒီနေရကျွန်တော်တို့ဒေသမှာကိုတဏ္ဍာကမဖွင့်ဖြိုးမတိုးတက်လို့မဖြစ်ဘူးတဏ္ဍာစိုက်ပြိုးတဲ့နေရာမှာလည်းဈေးဈေးပေါ့เนาะဒီဝေးကြီးခက်ခဲရှိပါတယ်အဲ့ဒါလေးလူရဲ့နောက်ပေါ်ကျွန်တော်တို့ရေးရှိဆိုရင်ကျွန်တော်တို့ဈေးွက်လည်းလိုရလည်းမလိုထင်ပါတယ်ဈေးွက် တနခါကြမှာအလုံးလုံးနေပါတယ်တနေ့ကို2500နေစားက2500ရပါတယ်ကျွန်တော်တို့ site view တဲ့တနခါ site view နီးစနစ်ဒီဟိုခင်မိတဲ့နီးစနစ်တွေပေါ့ဗျာဟိုမြန်မြန်စားရအောင်မြန်မြန်ကြီးထွားအောင်မြန်မြန်ဈေးကွက်ဝင်အောင်ပေါ့ပတ်စံတက်နေတဲ့လူကတော့ကျွန်တော်ကိုယ့်ကိုလုံးနိုင်ကြပေမဲ့လူများစုကဒီသွင်းအားစုကိုမထက်နိုင်ဘူးမထက်နိုင်ဘူးဆိုတာကဒီပေါင်းတင်တာမြေဆွတာ နောက်မြေမြေဩတာကျွေးတာနောက်ဆေးဖြန့်တာစပြီးတော့ဈေးစကအကြပါတယ် အဲ့ဒါတွေတော့မတတ်နိုင်ဘူးကျွန်တော်တို့တနခါကဟိုကျမ်းမာရေးနဲ့ပတ်သက်လို့ရှင်မီယူဖလာစေဝါတွေကကျွန်တော်တို့ဒေသမှာရှိရယောဂတော်တော်များများကိုပျောက်ပါတယ်ပျောက်တော့အဲ့ဒါတွေတော့ဟိုကျွန်တော်တို့ကခင်မီတိတ်ပန်နီးစနစ်တွေတို့ခင်မီဟိုစံသက်ဓာခွဲတဲ့ကရိယာတွေတို့ကျွန်တော်တို့ဒေသမှာမရှိပါဘူးခုလောလောဆယ်ခုအချိန်တွေကတော့ကျွန်တော်တို့ပြည်ရင်းစွက်နဲ့အဆင်ပြေတယ်နောက်ဓာရယ်ပိုတိုးတက်လာပြီဆိုကြာရေရှည်လာပြီဆိုတခါပိုများပြားလာပြီဆိုကျွန်တော်တို့နိုင်ငံကြား ဈေးခွက်ရဖို့လိုမယ်လို့ထင်ပါတယ်ဒီတဏ္ဍာကထွက်တဲ့ဟောလာအအွဲ့အတီးအမြင့်အခေါက်ပင်းစည်းတွေဒါတွေကို စနစ်တကျဟိုဘာလို့ကျွမ်းကျင်တဲ့ပုံကူတဲ့အတိုင်မြင်ပြီးတော့ဆက်သွယ်ပြီးတော့ကျွန်တော်တို့ဟိုပေါ်ထုတ်နိုင်တော့တဏ္ဍာရဲ့အည်သွေးတွေအများကြီးရှိပါတယ်အဖိုးမဖြတ်နိုင်တဲ့ဟိုတဏ္ဍာလို့အဲ့ဒီတော့လည်းကျွန်တော်တို့တဏ္ဍာထုတ်လို့တင်ဖို့ရောက်ချသူများအသင်းနဲ့နိုင်ငံရာဈေးခွက်ရဖို့အတွက် ျွန်တော်ပြင်သစ်နိုင်ငံရဲ့နောက်သိပ္ပံနိုင်ငံဤပညာဝင်ကြီးဌာနနဲ့ပေါင်းဆက်ပြီးတော့ကျွန်တော်ဒါအခုဆောင်ရွက်နေပါတယ်ဒီနှခါကြံဈေးကောင်းမှုဈေးကောင်းလို့ချင်ညီမတို့တွေဈေးကောင်းဟိုလောကပို့ပြီးတော့ရလာမှာ မျှော်လင့်ပါတယ် မြန်မာနိုင်ငံရဲ့တနခါးဆေးကွက်ကိုအဓိကထားစိုက်ပျိုးထုတ်လုပ်နေတဲ့စကိုင်းတိုင်းဒေသကြီးအရာတော်မြို့နယ်ကတနခါးစိုက်တောင်သူတွေရဲ့အကြောင်းကိုရိုက်ကူးတင်ဆက်ပေးခဲ့ပြီးပါပြီ။သူတို့တွေရဲ့ထုတ်ကုန်တွေအစိမ့်မြင့်တဲ့အနေအထားကိုရောက်ရှိဖို့အတွက်ဘလို့လှုပ်ဆောင်တင်တယ်လဲဆိုတာနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံတနခါးစိုက်ပျိုးထုတ်လုပ်သူများအသင်းအခွာနဲ့ဆွေးနွေးကြည့်ပါအောင်မယ်ရှင်။ဟုတ်ကဲ့ပါကိုကြီးညီမတို့ကတော့ဒီအရာတော်ဘက်ကဒီတနခါးဆိုင်တောင်သူတွေရဲ့အကြောင်းညီမတို့ရိုက်ကူးယူရပါတော့ သူတို့ကပြောတန်နေကြတော့သူတို့စီမှာဟိုအရင်နေ့မတက်နိုင်လို့ဒီလိုထွန်းထွန်းရေးမနာတာတွေပါသူတို့မလုံးနိုင်ဘူးပေါ့အဲ့တော့အကိုတို့ကဒီအသင်းဖွဲ့စုဖြစ်တဲ့အတွက်အကိုတို့အသင်းဖွဲ့စုကအဓိကပေါ့နော်ဟိုသူတို့ဘာတွေလှုပ်ဆောင်ပေးနိုင်မလဲလက်ရှိမှာဘာတွေလုပ်နေလဲအဲ့ဒါလေးပြောပြပေးပါကိုအဲကျွန်တော်တို့ဒီအဓိကတော့ကျွန်တော်တို့တနခါဆိုင်တဲ့တောင်သူတွေအများဆုံးရင်ဆိုင်နေရတော့အရင်နေ့ပြဿနာပဲအရင်နေ့ပြဿနာဆိုတာလေအဓိကကျွန်တော်တို့ရောင်းလို့အားနဲ့ဝယ်လို့အားကျွန်တော်တို့ဝယ်လို့အားများမှကျွန်တော်ရောင်းလို့အားဈေးတက်လာမှာဖြစ်ပါတယ် အဲ့ဒီကိစ္စအကြောင်းမို့ကျွန်တော်တို့ခုတဏ္ဍခါကိုတံပိုးမြစ်ထုတ်ကုန်ဖြစ်ဖို့တွေ့ကျွန်တော်တို့အရေတော့တဏ္ဍခါစိုက်ပြိုးထုတ်လို့တင်ပို့ရောင်းချသူများအသင်းအနေနဲ့တံပိုးမြစ်ထုတ်ကုန်ထုတ်မျိုးနီးကျွန်တော်တို့ရှစ်မျိုးကျွန်တော်တို့အသင်းသားတွေကိုကျွန်တော်တို့တင်ကြပို့ချပေးပါပြီတဏ္ဍခါစိုက်တဲ့တောင်သူတွေတစ်ဖက်တစ်လမ်းကနေပြီးတော့ဟိုဈေးကွက်လဲခိုင်မာရမယ်ဟိုအရင်ဒီလဲရလာဖို့တွေ့တောင်သူလဲမဖွံ့မျိုးတိုးတက်ရေးဗန်မျိုးတွေနဲ့ချိတ်ဆက်ပြီးတော့သူတို့ကိုတစ်ဖက်တစ်လမ်းကနေပြီးတော့အကူအညီပေးဖို့လဲကျွန်တော်တို့ဟိုကြိုတင်ပြီးတော့ အခုပြင်ဆင်နေပါတယ်နိုင်ငံတကာဗန်မျိုးနဲ့ချိတ်ဆက်ဖို့အတွက်ကျွန်တော်တို့အရေတော်တန်တခါအသင်းအနေနဲ့ကျွန်တော်တို့ဟိုဘယ်လိုပြောမလဲတရားဝင်မှတ်ပုံတင်အသင်းကျွန်တော်တို့ဆောင်ရွက်ထားပြီးဖြစ်ပါတယ်အခုလာမယ့်ဖေဖော်ဝါရီ၃ရက်နေ့ဆိုလို့ရှိရင်ဆော်ဆလန်နိုင်ငံရဲ့ကျွန်တော်တို့ဒီကုမ္ပဏီနဲ့ကျွန်တော်တို့ဒီမြန်မာနိုင်ငံရဲ့ဒေသထွက်ကုန်ကျွန်တော်အရေတော်တန်တခါပါတယ်ကျွန်တော်ဈီးပါတယ်ရှော်ဗျူပါတယ်ကျွန်တော်တို့နှမ်းပန်းပါတယ်ဖာလာပါတယ်လက်ဖက်ပါတယ်အဲ၆မျိုးကိုကျွန်တော်တို့ဒီကျေးဇူးတည်တာဖွံ့ဖြိုးဖို့အတွက်ဆော်ဆလန်နိုင်ငံရဲ့အကူအညီ ျွန်တော်ရမှာဖြစ်ပါတယ်လာမယ့်နှစ်မှာကျွန်တော်တို့ခုတဏ္ဍာခသီးပေါ်စီမှာကျွန်တော်တို့ကျွန်တော်တို့အရေတော်တဏ္ဍာခအသင်းနေနဲ့တဏ္ဍာခမျိုးစီးတွေစုပြီးတော့တဏ္ဍာခအစီရနေပြီးတော့နှလုံးအာတိုစီထုတ်ဖို့ကျွန်တော်တို့ရည်ရထားပြီးသားပါကြိုတင်ပြီးတော့လည်းပြင်ဆင်ထားပြီးသားပါလက်ရှိတဏ္ဍာခဈေးကွက်အနေနဲ့ကတော့ကျွန်တော်တို့ခုကပြည်တွင်းမှာပဲတုံးနေတဲ့ဆိုတော့ကြတော့ထင်းလောက်ကြီးကျွန်တော်တို့ခီးမပေါက်သေးဘူးပေါ့နိုင်ငံတော်ရဲ့အကူအညီအောင်ကမ္ဘာဒီကုမ္ပဏီများရဲ့အခြေဆက်အကူအညီအောင်ရယူဖို့တော့ကျွန်တော်တို့အမြဲတမ်းကြိုးစားနေပါတယ် ျွန်တော်တို့အရာတော့ငိမ့်စံတို့ဝရောင်းတို့ကျွန်တော်တို့ရဲချင်းတို့ကျွန်တော်ဇီးပင်လေတို့ကနေပြီးတော့အရာတော့မြို့နေရနေပြီးတော့သွားရောက်နေတဲ့ကျွန်တော်တို့ဒီတဏ္ဍခါးတွေတွေပါဒါပေမဲ့ရှိုးမှာနန်းတော်ရှေ့ဆရာတင်ရဲ့တချင်းရေးသားမှုကြောင့်ကျွန်တော်တို့အရာတော့တဏ္ဍခါးမဖြစ်ဖ ೇನೆ ရှိုးတဏ္ဍခါးဆိုလို့ဖြစ်လာရင်အကြောင်းရင်းပါမြန်မာတနိုင်ငံလုံးရဲ့85ခန်းခိုင်နှုန်းဟာကျွန်တော်အရာတော်မြို့နေရပဲကျွန်တော်တနခါပို့တာပါလို့ကျွန်တော်အဲ့ဒါကိုတော့ကျွန်တော်ခိုင်ခိုင်မာမာပြောရပါတယ်အဓိကကျွန်တော်တို့ဒီတနခ စိုက်တဲ့တောင်သူတွေကိုတစ်ကစိုက်ပျိုးမှုနိပညာကျွန်တော်တို့ကောင်းကောင်းကျွန်တော်တို့တောင်သူတွေမှာအခြေခံအောက်ခြေလူဒန်းစားအဆင့်တွေလောက်ကပဲများတယ်အကြစိုက်ပျိုးမှုနိပညာဘက်မှာအားကျွန်တော်တို့အားဖြစ်ပေးရမယ်နောက်တစ်ခုကအရင်ဒီအရင်ဒီဘက်မှာပါကျွန်တော်တို့အားဖြစ်ပေးရမယ်နောက်တစ်ချက်ကခုနကပြောခဲ့ပြီးသလိုတံမိုးမြင့်ထုတ်ကုန်ထုတ်လုပ်နည်းကိုလည်းကျွန်တော်တို့ဈေးကွက်မြင့်တင်ပေးရမြင့်တင်ပေးရပါမယ်အရာတော်ကတနက်ခါသူတဘာဝကနေပြီးတော့ကျွန်တော်တို့ပေးထားတဲ့ ဘယ်လိုပြောမလဲတဘာဝရဲ့ပေးထားတဲ့တဘာဝရဲ့လက်ဆောင်လေးပါပဲကျွန်တော်အဲကြောင့်မို့ကျွန်တော်တို့အရေတော်တဏ္ဍာခါကိုကျွန်တော်ဆိုလိုချင်တာအပူပိုင်းဒေတာရဲ့ယရနာလို့တောင်းပေကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ င်ဆရာတင်ကတော့တနခါကိုမြမမျိုးသမီးတွေရဲ့အလားနဲ့တချင်းရေးဆက်ဖို့ကျူးခဲ့တာပါဒီလိုတနခါပင်တွေကိုစိုက်ပျိုးထုတ်လုပ်နေသူတွေရဲ့အကြောင်းကိုမြင်တွေ့ခဲ့ရတာပါကျမတို့ရဲ့ခေတ်သစ်လေယာစီစဉ်ကို Moral Family DPP page မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ဝင်ရောက်ကြည့်ရှုဖို့အတွက်လည်းဖိတ်ခေါ်လိုက်ပါရစေ။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။